ငလင်းကြောင့်ဒုက္ခရောက်နေတဲ့သူတွေအတွက်သိန်းတထောင်လှူဒါန်းလိုက်တဲ့ဝင်းမုံရွှင်ရဲ့ခင်မုံဖြစ်သူကိုနိုင်ဖြူကျော်ဝင်းမုံရွှင်ကမြန်မာနိုင်ငံရဲ့ဒိတ်ထိတ်ကျဲတရေပြတဲ့ကိုနိုင်ဖြူကျော်နဲ့လက်ထပ်နိုင်ခဲ့တာကြောင့်အားကျစရာကောင်းတဲ့အိမ်တော်ကြီးကိုရရှိလိုက်ပါတယ်။ဒါပြင်ဝင်းမုံရွှင်ကစန်းတာကျွဲဝမိုရီကိုအကျိုးရှိအောင်အသုံးချလို့နေတာပါ။မလ28ရက်ကလောက်ခတ်ခဲ့တဲ့ငလင်းတန်းကြောင့်မြန်မာနိုင်ငံရဲ့နေရာဒေသခြားကုတ္တမနေပြည့်စည်ဆုံးရှုံးမှုတွေရှိနေခဲ့တာပါ။ဆုံးရှုံးမှုတွေကမတင်မထားလောက်ကိုများပြားနေခဲ့တာမို့အကူအညီတွေလည်းအများကြီးလိုအပ် ်နေတာပါ။ကယ်ဆယ်ရေးတွေလှုပ်ဖို့လို့တလို့အစားအသောက်တက်လဲအလူရှင်တွေအများကြီးကိုလိုအပ်နေတာပါ။ဒါကြောင့်မလို့ခိုင်နေဝင်ကငလင်ပေးတွန်းသိန်းတထောင်ကိုချက်ချင်းဆိုတလို့မှဒီလူတန်းလိုက်တာဖြစ်ပါတယ်။ခိုင်နေဝင်ကသိန်းတထောင်မှဒီလူတန်းပေးလိုက်တဲ့အတွက်အမှုပညာရှင်တွေကလည်းတောက်လျှောက်ဆိုတလို့လူတန်းလာတာပါ။အဲ့ဒီတည်းမှာဝင်းမုံရွှေနဲ့နိုင်ဖြူကျော်တို့ကသိန်း300တီတီကိုအရင်ဆုံးလှူဒန်းပေးခဲ့တာဖြစ်ပါတယ်။အမှုပညာရှင်တွေထဲမှာဆိုရင်အများဆုံးနဲ့အရင်ဆုံးလူတန်းပေးလိုက်တာလို့ပြောလို့ရပါတယ်။ဒါအပြင်ဝင်းမုံရွှေတို့ကသိန်း300ချက်တင်မကသေးပဲနောက် ောက်ထပ်လူဒန်းပုံပြင်ဆင်နေကြပါဝင်းမုံရွှေင်ကငလင်ပေးအတွက်လူဒန်းနဲ့နေရာမှာခိုင်နင်းဝေပရာဟိတအသင်းစီမသားလူဒန်းနာဖြစ်ပါတယ်ဘန်လာ30ရည်နေ့ထိငလင်ပေးတင်တဲ့အခြေအနေတွေကပုံဆိုးလာတာမို့အကူအညီတွေအများကြီးလိုအပ်နေတာပါတောင်ရည်တွေကလည်းအများကြီးလိုအပ်နေတာဖြစ်တဲ့အတွက်ဝင်းမုံရွှေင်နဲ့ခင်မွန်းဖြစ်သူကိုနိုင်ဖြူကျော်တို့ကနောက်ထပ်လူဒန်းပုံပြင်ဆင်ထားခဲ့ကြတာဖြစ်ပါတယ်ခိုင်နင်းဝေပရာဟိတအသင်းစီမသားတောင်ကျော်ဖို့ထပ်မံလူထမ်းလိုက်ပါတယ်ကိုနိုင်ဖြူကျော်ရဲ့အတ္တိကလုပ်ငန်းဖြစ်တဲ့ VV အချွေရေးဆိုင်ရုံကနေတင်းတ စ်ထောင်လူငန်းခဲ့တာပါငွေသားနဲ့လူရန်းနာဖြစ်တဲ့လို့ရှီတန်းကတ်တွေနဲ့လူရန်းကအလုံးပေါင်းသိန်းထောင်ကျော်မှုရှိတာပါဝိမုံရွှေရင်နဲ့ကိုနိုင်ဖြိုးကျော်တို့ရဲ့အလူကြောင့်လူများကတာရုခေါ်ဆိုနေတာပါ ကိုလိုနီတည်င်းကိုယူထားပြီးမြဲလဲအခုလိုလူတန်းပေးတဲ့အတွက်ကျေးဇူးတင်တယ်ဆိုပြီးပြောနေတာဖြစ်ပါတယ်။ဝင်းမုံရွှေရင်နဲ့ညမတဝန်းခွဲတော်စတဲ့ဖွေဖွေကလည်းငလင်းပြီးတင်ပြီသူတွေအတွက်အလငွေကျပ်340ကျော်ကိုခိုင်နင်းဝေစီမှလူတန်းပေးလိုက်တာဖြစ်ပါတယ်။ဒါအပြင်စီပြိုးရဲ့မိခင်ဖြစ်သူဒေါ်တီတီဝင်းကလည်းငလင်းပြီးတင်တဲ့နေရာအတွက်အလငွေသိန်းပေါင်း1000မှဒီလူတန်းလိုက်တာဖြစ်ပါတယ်။ဝင်းမုံရွှေရင်ကငလင်းပြီးအတွက်အရန်ကို စိတ်ထိခိုက်ကစိတ်မကောင်းဖြစ်နေရတာပေါ့။စီးစိမ်တွေကိုအများကြီးပိုင်ဆိုင်ထားတာဖြစ်လို့သူတို့အနေနဲ့နောက်ထပ်လူတန်းမှု တွေလည်းအများကြီးလုံနိုင်ပါသေးတယ်။ဝင်းမုံရွှေကိုတိုင်လည်းအလူတန်းရရောတဲ့သူဖြစ်တဲ့အတွက်ကိုနိုင်ဖြိုးကြလို့ခင်မွန်ရထားတဲ့အချိန်မှာစီးစင်ကြီးကိုကြွားတာထက်အကျိုးရှိတဲ့နေရာမှာသာအသုံးချလို့နေတာပါ။ခင်မွန်ဖြစ်သူကိုအလူအတန်းရရောဖို့လည်းသူမကိုတိုင်ကအနာချကဥဆောင်လှူဒန်းပေးတာပါ။ဒါကြောင့်မလို့လေဝင်းမုံရွှေကိုပရိသတ်တွေကအရင်ကထပ်ပို့ပြီးတော့ချက်ခင်နေတာပါ။အခုလိုလှူဒန်းပေးတဲ့သူရင်ရှိတာကြောင့်လည်းငလင်ပီးတဲ့ဒေသတွေမှာအစားအသောက်ပြက်လက်တဲ့ဘေးကနေကင်းဝေးရတာပါ။ငလင်ကြောင့်ဒုက္ခရောက်နေတဲ့သူတွေအတွက်အသိတထောင်လှူဒန်းလိုက်တဲ့ ဝင်းမုံရွှင်ရဲ့ခင်မုံဖြစ်သူကိုနိုင်ဖြူကြောင့်ပေါ့ပရိသတ်တို့ရဲ့အမြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တရားချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်